ပဇောင်မုံလှပြီတာမညဖလအခါရနေတာမညဖလဆိုတာရဟန်းပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်တာမညဖလအခါရနေဟာလေဖះရှင်ကရဟန်းပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲ။အဲ့ဒီတာမညဖလအခါရနေဟာဖះရှင်လက်ထက်တော်ကာလတခုသောပဇောင်မုံလှပြီနေ့ဖြစ်ပါတယ်။တာမညဖလအခါရနေဖြစ်ပေါ်လာပုံကဒီလိုပါ။အစားတသက်မင်းသားဟာ ခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့လေအလိုလေးနေရညပါစက်တော်ခေါ်မပြောနိုင်ပါလားဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်လိုက်တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လုပ်နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန့်ချက်ပေါင်းများစွာနဲ့ထိုးခံရသလို့ ခံစားရတော့တယ်။အမလေးအစတသက်မင်းသားအဲ့ဒီလိုအိတ်မပြောတဲ့ယောဂဝေဒနာကို စေသမားတော်မျိုးစုံနဲ့ကုသစေတော်လဲပျောက်ကင်းမှုမရှိဘဲအိတ်မပြောတဲ့ဝေဒနာပို့လို့ဆိုးလာတော့လေ။ဘူးကြီးမကြီးတို့ဘာကူတော်မြတ်ရဲ့အိတ်မပြောခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲ။အကြံဉာဏ်များပေးကြပါဦးကွယ် မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဇယကြီး6ဦးစီမှာချင်းကပ်မေးမြန်းတင်ပါတယ်အရှင်မင်းကြီးအဲ့ဒီလိုမုမတ်တို့ရဲ့အကြံပေးချက်ရအဇာလသက်မင်းကြီးဟာဒိဋ္ဌိဇယကြီး6ဦးစီတွားရောက်မေးမြန်းနေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံကြောင့်ပဲလား။အိုးဘာကံလဲ။ကံဆိုတာကို ကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးဩအရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုးပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလဲယဟန်ပြုခြင်းရဲ့အကျိုးတမညာဖလားရဲ့အကြောင်းရှင်းပြပါလားအေးဒါကတော့ဟိုဟိုဒိဋ္ဌိဆရာကြီး၆ဦးစလုံးဟာ ယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလအကြောင်းရေးလေအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မကျဖြစ်သွားရတယ်။อืมခတ်ပြီခတ်ပြီပဲ။မာလူခြင်းတဲ့အဖြစ်ကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်မှာလဲ။အဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့တမားတော်ကြီးဇီဝကက အကြံပြုလျှောက်ထားနေတယ်။အရှင်မင်းကြီးတိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲ ဖြေနိုင်ပါလိမ့်မယ်။ဘုရားရှင်ထံသွားရောက်မင်းမြန်သိပါတယ်အရှင်မင်းကြီး။အဇတတမင်းကြီးဟာတမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်းသုံးရာ ရာဇဂိုမြို့နီးကတရက်ဥယင်တော်စီကစောင်းမုံလာပြီးညချမ်းအခါမှာအဖူးမြော်သွားရောက်တော့တယ်။အဲ့ဒီလိုတရက်ဥယင်တော်စီအသွာနဲမြို့ယူအရှိဘက်တကားဝမှာထွက်ခွာလာရာတောရိပ်တောင်ရိပ်တိရိပ်တွေဖုံးလွှမ်းအမောင်ကျနေတဲ့အတွက် လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာမီးရှူးမီးတိုင်ကိုစီထွန်းညိကင်ဆောင်သွားကြတယ်မီးရှူးမီးရောင်ကိုဩယာနာအဖျင်းတစောင်းလို့ခေါ်တဲ့အတွက်မီးရှူးမီးတိုင်ကိုတစောင်းတိုင်လို့ခေါ်ဝေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုံလားပြီ ကာလမှာတစောင်းတိုင်မီးထွန်းပွဲတော်ကြီးကျင်းပခဲ့ကြတာဖြစ်တယ်ဖျားရှင်ထံအဖူးမျောရောက်တယ်ဆိုရင်ပဲအစာတသက်မင်းကြီးဟာ သူပြုဘူးခဲ့တဲ့အပြည့်အတွက်ဝင်ချလျောက်ထားပြီးယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလအကြောင်းဟောကြားပေးဖို့လျှောက်ထားနေတယ်။တာမညဖလအကြောင်းဟောကြားပေးတော်မူပါဗျာ။တကားတော်မင်းကြီးယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလကအကျိုးတရား73ပါးရှိပေ၏။ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလတုတ်တော်ကိုဟောကြားတော်မူလေတယ်။ ဧဝမေတုတံဧကံတမယံဘဂဝါရာဇဂဟေဝိဟာရတိတမညာဖလာတုတရားတော်ကိုနာကြားရပြီးတဲ့နောက်အဇာတတ်မင်းကြီးဟာသူ့ရဲ့အမားအတွက်နောင်တအတိတရားရသွားခဲ့တယ်ဗုဒ္ဓသာသနာတော်ကိုတက်ဝင်ယုံကြည်သူ ဖြစ်လာရတယ်ဒါကြောင့်နောင်ခါမှာအဇာတတ်မင်းကြီးဟာ ပထမသင်္ဃာယနာတင်သူဒါယကာမင်းကြီးဖြစ်လာခဲ့တယ် အစာတသက်မင်းကြီးဟာဖျားရှင်ရဲ့ဓာတ်တော်တို့ကိုစနစ်တကျသိမ်းဆီးပေးခဲ့ပြီးသာသနာတော်နှစ်ကိုလည်းအတိအကျသတ်မှတ်ပေးနိုင်ခဲ့တယ်။ဒီလိုနဲ့ဖျားရှင်တာမညဖလာတုတ်ဟောကြားတော်မူခဲ့တဲ့စီးနှင်းမြူတိန်သူရိမီကိုညစ်မျိုးငားဝကင်းစင်ပလျာတာယာလှပတစောင်းမုံလှပညကိုဗုဒ္ဓဘာသာဝင်တို့ဟာတာမညဖလာအခါတော်နေသူနေမြတ်ဖြစ် 怎么开家吧的？